အားလုံးပဲမင်္ဂလာပါဘမိကေအင်ဂျပန်ဘေးမှာတင်လေးကျေစွလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ခိုင်ကိုဖူကူရှိဖြစ်ဖို့အတွက်ပေါ့နော်အဲတိုကူတေးခိုင်ကိုနဲ့ဂျပန်ကို လာတဲ့လူတွေပေါ့နော်ဂျပန်ကိုလာတဲ့လူတွေနောက်တစ်ခါကျတော့အခြားကေရီးယားနေပြီးတော့ခိုင်ကိုအလုပ်ကိုကြောင်းလာတဲ့လူပေါ့နော်အခြားကေရီးယားဆိုတော့ဥမာအစ်ဒီဂျပန်မှာစားတောက်ကုန်လုပ်နေရင်စားတောက်ဆိုင်လုပ်နေရင်လည်းမလုပ်ချင်တော့ဘူးခိုင်ကိုလုပ်ချင်နေဆိုပြီးတော့ကေရီးယားကြောင်းလာတဲ့လူတွေတော့ပေါ့နော်ဒီခိုင်ကိုပုကုရှိကိုဖြေတဲ့အခါကျလို့ရှိရင်အာသာချက်တွေရှိတယ်အာမေချက်တွေရှိတယ်ပေါ့နော်ဘယ်အချိန်မှာဘာဒီလိလာရမလဲဆိုတာကိုဒီဗီဒီယိုလေးကနေ sharing လုပ်ပေးတော့ပါမယ် ဆောင်မွေးရဆိုလို့ရှိရင်တနည်းမှာတစ်ချိန်မင်းကျင်းပတဲ့ဆောင်မွေးဖြစ်တဲ့အတွက်ကြောင့်ပါတော့အဲ training visa နဲ့ကောသားကကြတော့သူ့မှာဖြေဆိုချိန်ပါတော့ဆောင်မွေးဖြေဆို권တိတ်မကြံပါဘူးဒီခိုင်းကော training သမားတွေကကြတော့ဒီ training ကလာ3နှစ်ပြီးတာနဲ့သူတို့ကဒီ tokudei ခိုင်းကော9နှစ်အတွင်းမှာခိုင်းကော fukushi ကို ဖြေလို့ရတယ်ပေါ့နော်တူတူချာချာလေးဖြေလို့ရတယ်ပေါ့နော်ခဏခဏကြက်ခိုင်းတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲဘယ်လိုပြောမလဲကြိုတင်ပြင်ဆင်ခွင့်ရှိတယ်ပေါ့နော်ဒါနှစ်လောက်ကြိုတင်ပြင်ဆင်ခွင့်ရှိပါတယ်ဒါပေမဲ့ကိုကတုခုတေးခိုင်းကုန်နေလာတယ်ဒါမှမဟုတ်ရင်အခြားကေရီယာနေပြီးတော့ပေါ့နော်တုခုတေးခိုင်းကုန်နေခိုင်းကုန်လုပ်ငန်းခွင်နဲ့ဝင်နေဆိုလို့ရှိရင်တော့ဒီခိုင်းကုန်ခုခုရှိကိုဖြေဆိုခြင်းက နှစ်နှစ်ပဲကျန်ပါလေအဲနှစ်နှစ်ဆိုတာတဲ့တနည်းမှာတစ်ချိန်ပဲကျင်းပတဲ့ဆောင်ပွဲဆိုတော့နှစ်ခါပဲရှိပါတယ်ဒီကိုကအာတိုကူဒေခိုင်ကိုနဲ့ဒီဂျပန်ပေါ့နော်လာတယ်ဆိုရင်ဂျပန်မျိုးကိုစပြီးတော့ခြေချတဲ့အတွက်ကြောင့်ပေါ့နော်သူကပထမတည်းကသူ့ရဲ့လိုအပ်ချက်ကလုပ်ငန်းအတွေ့အကြုံ၃နှစ်ရှိရမယ်လို့ပြောထားတဲ့အတွက်ကြောင့်ပေါ့နော်ဒီတိုကူဒေအဲခိုင်ကိုပေါ့နော်ဗီဇာ၃နှစ် 3နှစ်လောက်ပေါ့နော်3နှစ်မှာလုပ်ငန်းတွေ့ကြုံယူအောင်မယ်ပေါ့နော်ယူပြီးတော့မှဒီဖူကူရှိက4နှစ်မြောက်မှာဖြေရမှာပေါ့နော်တကယ်လို့ကံမကောင်းအကြောင်းမလားလို့ပေါ့နော်ကြာသွားခဲ့တယ်ဆိုလို့ရှိရင်နောက်ဖြေဆိုရင်ဒီချိန်မဲရှိတော့မယ်ပေါ့နော်သူ့ရဲ့ဒါကတော့အားနေချက်ပေါ့နော်ဒီဒီသားနဲ့ဆက်လာမယ်ဆိုရင်တော့သူ့ရဲ့အားနေချက်ဖြစ်ပါတယ်ဒါပေမဲ့အခုဒီနောက်နှစ်ကစပြီးတော့ခိုင်ကောဖူကူရှိဆောင်ပွဲတွေကိုပေါ့နော်သူတို့စီးမြင်စီကဲလေးတွေနည်းနည်းဖြေရော့လာတယ်ပေါ့နော်အဲဖြေအကုန်လုံးအရင်တော့ဆိုလို့ရှိရင်တော့အကုန်လုံးကြာသွားလို့ရှိရင်နောက်တစ်ချိန်ထပ်ဖြေ ေပေါ့နော်အခုတော့ तू ကကြာရင်ကြာတဲ့ဘာသာလေးပဲပြင်ပြရတယ်ဆိုပြီးဒီလိုစီမင်းစီကန်နေပေါ့နော်အဲ့တော့ကိုကတခုတည်းခိုင်ကောနဲ့လာတယ်ပေါ့နော်တခုတည်းခိုင်ကောနဲ့လာတယ်ဘယ်ချိန်မှဂျီဆူမရှာခန်းရှူကိုတတ်ထားရမလဲဆိုတော့ဒီ နှစ်နှစ်မြောက်ပေါ့နော်လုပ်ငန်းတွေးကြုံနှစ်နှစ်မြောက်မှာဆိုလို့ရှိရင်ကြီးစုမှုရှာခန့်ရှုကိုတက်ထားတင်ပါတယ်အဲဆိုရင်ကိုကလုပ်ငန်းတွေးကြုံ၃နှစ်ပြည့်သွားတဲ့အခါကြီးစုမှုရှာခန့်ရှုကိုနှစ်နှစ်မြောက်မှာတက်ထားတဲ့အတွက်တော့ပြီးသွားတဲ့အတွက်ပေါ့နော်ပြီးထားတဲ့အတွက်ကြောင့်ဒီ၃နှစ်မြောက်မှာဆိုလို့ရှိရင်ခိုင်ကောကူကူရှိကိုတည်တည်ချာချာလေးလေ့လာထားလို့ရရပေါ့နော်အဲ့ဆိုလို့ရှိရင်တော့နောက်၄နှစ်မြောက်ပေါ့နော်ဆောင်ပွဲဖြေတဲ့အချိန်ကျရင်ကိုကခိုင်ကိုဖုခုရှိကိုတစ်နှစ်တလုံးတည်တည်ချာချာလေးမိကုန်းဟောင်းနေလဲလှုပ်ရှားနေလဲတည်ချာလေးလှုပ်ထားတဲ့အဖြစ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီချိန်လေးနဲ့အောင်ကြီးများပါလေ ဲ့တော့ဗောနောပထမဗီဒီယိုလေးမှာပြောသလိုပဲဗောနောဒီခိုင်ကောဖူကူရှိစာကဗောနောခတ်တယ်ဗောနောခိုင်ကောဖူကူရှိစာစာမွေးကခတ်တယ်သူကခတ်တယ်ဆိုတာဂျပန်စာ level လဲခတ်တယ်လို့သူကဗဟုသုတလည်းခိုင်ကောဗဟုသုတလည်းပါတယ်ဗောနောနှစ်ခုပေါင်းတာဗောနောကိုကဂျပန်စာ level N1 လောက်ဆိုတော့အောင်လား N1 လောက်ဆိုအောင်လားဆိုတော့မဟုတ်ဘူးအဲဂျပန်စာ level နဲ့လည်းတိတ်မဆိုင်ဘူးဗောနောအဲ ခိုင်ကဘဘူးတူတာတွေမရှိရင်လည်းကြပါတယ်တကယ်လို့ကိုကခိုင်ကဘဘူးတူတာတွေရမ်းကျွမ်းနေတယ်ဒါပေမဲ့ဂျပန်သား level က N4 N3 လောက်ပေါ့နော်ဘယ်ရှိမယ်ဆိုလို့ရှိရင်နည်းနည်းလေးအဲစိတ်နည်းနည်းလေးဟိုဘက်မရဒီဘက်မရပေါ့နော်90ရာခိုင်နှုန်းဖြစ်နေပါတယ်အဲ့တော့အာမေကဒီခိုင်ကဖူကူရှိဆောင်ဘက်မဖြည့်ခင်ပေါ့နော်ကိုရဲ့ဂျပန်သား level ကို N2 အဆင့်လောက်ထိ ਉਹ ပေါ့နော်တူတာအောင်လုပ်ဖို့အတွက်ကိုအိုဆူဆူနဲ့လုပ်ပါတယ် ဒါဂျပန်သားလည်းပဲအန်တူးရှိမှခိုင်ကိုဖူကူရှိဖြေလို့ရမယ်ဆိုတဲ့သဘောမျိုးတော့မဟုတ်ဘူးเนาะဂျပန်သားလည်းပဲအန်တူးလောက်ရှိတာတည်းဆိုလို့ရှိရင်တော့ခိုင်ကိုဖူကူရှိကိုအောင်မြင်နိုင်မှုသိကြပါတယ်။ကဲအခုဗီဒီယိုလေးကိုကြည့်နေတဲ့လူကတခုတည်းခိုင်ကိုနဲ့ဂျပန်ဝင်လာတဲ့သူဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်သက်ကဘယ်နှစ်ရှိပြီလဲ။ နောက်တစ်ခုကကြတော့ဂျီဆုမရှာခန်းရှူကိုဘယ်ချိန်ကနေစတက်ရမလဲအခုတက်လို့ရပြီလားဆိုပြီးတော့ဝေဝဲမရဖြစ်နေဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ့်ရဲ့ကယ်ရီယာလမ်းကြောင်းပေါ့နော်ဘယ်လိုလျှောက်ရမလဲဆိုတာကိုနည်းနည်းများသိသွားမယ်လို့ပြောလင်းပါတယ်အားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြရတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်လင်းခိုင်ဟောနဲ့ပတ်သက်တဲ့စာလေးဘူခုတူတိုင်တင်သွားပြဖို့ရှိတဲ့အတွက်ကြောင့် channel ကို like and subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ပါစေ